အလုံးမဲမင်္ဂလာပါရှင်ဆရာဝေယံဖုန်ရဲ့လေနံရံဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြနေရဒီနေ့အပိုင်း78ကိုရောက်ပါပြီအခန်း78ဟင်ဆရာဖះစင်ဘယ်မှာလဲစနေနေ့တည်းရမုံမတဲ့ခင်အိမ်ရောက်လာသည့်ရှင်လဲဟာခရီးရောက်မဆိုင်မေးသည်သူ့လက်ထဲမှာအနီရောင်သစ္စာပန်လေးများကင်လေးရဲ့ မရှိဘူးလေဖះစံလည်းမရှိဘူးဘာဖះမှလည်းမရှိခိုးဘူးဟိုသူဟာပြုံးစီစီဖြင့် ပြန်ဖြေသည်ဟုတ်တော့ဟိုသာရှင်လဲကဆိုသည်ထို့နောက်ပန်းလေးများကို ပြလာရင်လှဲတန်းစီမှာဝဲဝဲလာတာဆရာရောရှင်လဲရောဟာတင်းငွေသားသမီးမဟုတ်တော့တစ္ဆာပန်းအဆင်ပြေတယ်ဆိုပြီးဆရာအိမ်မှာဖះပန်းအိုးထိုးပေးမလားလို့ ဆရာကတနင်္ဂနွေသာမဟုတ်ဘူးလို့ရွှွန်လဲကိုဘယ်သူပြောလဲရွှွန်လဲဟာမျက်လုံးကလေးပြိုလျက်ဟင်ဟုတ်နေရလားမင်းဟန်ဆိုတော့ကြာသာပြေးပဲဆိုပြီးတွက်ထားတာမဟုတ်ဘူးလားဆရာကတနင်္ဂနွေသာလားဟုတ်မေးသည်သူကရည်သည်တနင်္ဂနွေမဟုတ်ပါဘူးဒါပေမဲ့ကြာသာပြေးလည်းမဟုတ်ဘူးဆရာကတောက်ကြတာဟုပြောရင် သူဟာရှင်လေးပါနှစ်ဖက်ကိုဖြစ်လိုက်သည်။အော်တော်သေးတာပေါ့ဒါဆိုလေ။ဟုရှင်လေးကရေချိုင်ထဲမှာရေငှဲ့တောင်းရင်ပြောသည်။ထို့နောက်နှခမ်းမှာရေစံများကိုလက်ခုံဖြင့်တုပ်လိုက်ရင်ဥညို ခေမာတုတဝေရည်တဲ့ဆရာရဲ့ရန်သက်တွေပေါ့။တနင်္ဂနွေသားသမီးကအင်္ဂါနံပန်းကိုမလူရအောင် ဥပမာသစ္စာပန်းအင်္ဂါသသမီးကြတော့တနင်္ဂနွေနဲ့မလို့ရဘူးဥပမာအုံပန်းဆရာကတောက်ကြသားဆိုတော့တုတစနေနံပန်းနဲ့မရဘူးဥပမာဗုဒ္ဓတရဏတို့ဘာတို့ပေါ့ရှုလျာရာဟုဆိုတော့ဘုဒ္ဓုံနံပန်းနဲ့မရဘူးဥပမာညက်လေးတို့ဘာတို့ပေါ့သူဟာရည်လေးရဲ့ပခုံးတုံယုံတုံပြလိုက်သည် ဖျားပန်လုံးဝမကတ်တဲ့နဲ့ပန်း12မျိုးလည်းရှိရတဲ့ဆရာရဲ့တိလာအရာတွေသူခေါင်းခါပြလိုက်သည်ရှင်လေဟာပန်းအမျိုးအမည်တွေကို လက်ချိုးရေးတွက်ပြ၏စောစိန်စောကြာဒေါနာနှင်းစီစပယ်ကြက်မောက်စီဝါကမုံနှင်းပန်းတရုတ်စကားစကားစိန်တမဘရောက်တဲ့ ဲ့ဒီပန်းဆက်နှမျိုးကိုမွေဝေးဆက်နှကောင်းလို့ခေါ်တယ်တဲ့ပြုစားတတ်တဲ့ဆုံးကဝေးလေးမို့လို့တဲ့ခိုက်တတ်တယ်ပေါ့နော်မိဆက်နှပါပေါ့စပယ်နှင်းစီလှူမရင်ရီစာဦးအချစ်ဦးနဲ့ကွဲတတ်တယ်လင်းမယားချင်းစကားများရန် ဖြစ်တတ်တယ်တဲ့အချေအမြင်လွဲတာအိမ်နာဦးပြတ်တာခွဲပြီးနေရတာတွေဖြစ်တတ်တယ်တဲ့စော်စိမ့်စော်ကြကြတော့ တောကပြပါရာတွေများရတတ်တယ်။စီးပွားပြတ်တတ်တယ်။အောက်လက်ငယ်သားသားသမီးတွေကထော်လော်ကန့်လန့်လှုပ်တတ်တယ်။အမှုအခင်းဖြစ်တတ်တယ်။ဒေါနာနဲ့နှိမ့်မှကြတော့လက်ပိတ်လက်တိတ်တယ်။ဝင်းငွေထွက်ငွေမမျှဖြစ်တတ်တယ်။ကြက်မာရေးညံတတ်တယ်။အပူတဲ့တွေကိုအိမ်ရောက်လာတတ်တယ်။ဟောတရုပ်စကားစကားစိမ့် ကျက်မောက်ကြတော့အမှုဖြစ်တဲ့ပြဿနာဖြစ်တတ်တယ်လူကောင်းတဲ့ပန်းတွေကြတော့တပြေကန္နမအဖြူကန္နမအဝါမေမျိုးမြက်လေးမှုလေးတရဖီငွေပန်းကန်ကောနောက်ပြီးခုတစ္ဆာပန်းနဲ့ဟုအလွတ်ကျထားသလိုတတတော်ရော့ပြသည်မြဝေရည်သည် ဖျားပန်းကလေးစပယ်နှင်းစီတို့ကတ်လေးရှိခဲ့သလားသူပြန်စင်စားကြည့်ခဲ့ဤမမှန်မီသူကလည်းစိတ်မဝင်စားခဲ့သေးကိုရှုံးလဲစကားဆုံးသူကရှုံးလဲတာတွေဘလို့သိတာလဲဟုအန်အော်တကြီးဆက်မေးလိုက်ပြီးဆရာတော်ဒါတွေအယုံကြည်လည်းမရှိအစွဲလန်းလည်းမရှိပါဘူးဟုဆက်ပြောလိုက်သည်မိမိပြောပြထားတာတွေလေး ငငယ်ကလေးကခဏခဏပြောလို့လို့အလွတ်ရသွားတာပဲဟူရွှွန်လဲအားနှစ်ထင်ကိုလက်ညှိုးပြထောင်ရင်ပြောသည်သူဟာရွှွန်လဲအားပြုံစားစားပြေးကြည်လိုက်ပြီးဆရာအတွက်ပန်းတွေထိုးဖို့မလိုပါဘူးအပြေမှာပန်းလေးလိုမှုရဲရွှွန်လဲရှိနေပြီပဲဟူပြောရင်ရွှွန်လဲပခုံးကိုဖက်လိုက်သည်ရှင်လေဟာသဘောတကြပြေရေကပါဇက်ကိုလက်ပြေကားလိုက်၏ ထို့နောက်သူရင်ဘတ်ကိုလက်ဖြင့်ပုတ်၍ပြောသည်။အော်ဘာဖြစ်လဲဆရာရဲ့ရှုံးလဲနာမှာရှိမနေတဲ့အချိန်တွေကြောင့်ရှုံးလဲကိုစားခုထိုးထားတဲ့ပန်းလေးတွေကို ကြည့်ပေါ့။ထို့နောက်နှခမ်းကိုဝက်ဆူဆူလျက်စိတ်တဲ့ဖျားစင်ရှိတယ်ပဲအောင့်မေ့နေတာ။တေချာမကြည့်မိခဲ့ဘူး။ခါတိုင်းရှုံးလဲရဆရာမျက်နာကိုပဲကြည့်ကြည့်နေရကို။ ရှင်လျာသူမျက်ဆောင်လေးတစ်ချက်ထိုး၏တစ်ပုတ်ပင်ကြီးအောင်ဓာတ်ပုံရိုက်တော့ရှင်လျာသူတို့ကိုမျက်ဆောင်ချိတ်လိုက်ပုံကို သူပြန်တရီရသွားသည်ရှင်လဲသည်အေကန်းဆက်ဒီစပွဲပေါ်ရှိပန်းချောက်ထည့်ထားသောပန်းအိုလေးကိုယူကာနောက်ဖေးဝင်သွား၏သူလည်းရှင်လဲနောက်ကလိုက်သွားသည်ရှင်လဲဟာပန်းချောက်များကိုဖဲလိုက်ပြီး မိဖို့ကြောင့်ဘေးစင်ထဲတွင်တစ္ဆာပန်းများကိုထဲကရေးစေးသည်မလိုအပ်သည့်အရွက်များကိုချွေသည်ပန်းအိုးကိုလည်းရေဆက်ပြားတို့ဖြင့်တေချာစေပြီးပန်းအိုးနှင့် ကွက်တွေဖြစ်အောင်အယိုးများကိုထဲကပန်းအိုးရဲထဲသည်သူကဘာမှမပြောဘဲရှွန်လဲလှုပ်သည်များကိုချိန်နေ၏ထို့နောက်အဲကန်းတို့ပြန်လာကပန်းအိုးကိုဆက်သည်စပွဲပေါ်တင်လိုက်ပြီး နှစ်ယောက်ထိုင်ဆိုပါရဲသူနှပေးအတူတူရှင်းထိုင်သည်ဆရာကြည်စမ်းတစ္ဆာပတ်လေးမလှဘူးလားဟုသူ့ကိုလှဲ့ကြည့်၍မေး၏သူကောင်းငိမ်ပြလိုက်သည်အင်္ဂလိပ်လိုသူ့နာမည်ကကလေးဒီရိုးလက်မဟုတ်လားအုတ်ကုတ်လာရဲ့ယာဒီပတ်လိုတော့ကြားဘူးတာပဲအေးတဲ့ဒေတာတွေမှာတစ်နှစ်ပတ်လုံးစိုက်တယ်ထင်တယ် ဒီမှာတော့ဆောင်းကြမှာစိုက်တာလားလို့ဟူသူဟာသူသေးတဲ့လောက်ပြန်ဆရာလို့သည်ရှင်လေဟာခုံမောကိုကို သူ့ပဲခက်ဆွဆွေးလေးစောင်းထားရင်သူ့ကိုကြည်နေသည်ခြေတော်များကိုတော့ခုံမောမတင်ချေဂလေးရီရိုးလက်က လက်တင်စကလုံးပဲအတိတ်ပဲဟာဒါတဲ့ပေးရသူကပေးခံရသူရဲ့နှလုံးသားကိုအချစ်တွေနဲ့ထိုးဆိုင်မယ်ဆိုတော့ အတိတ်ပဲနဲ့ပေးကြတဲ့ဟူသူဟာဖတ်ဖို့တဲ့အင်္ဂလိပ်ဝတ္ထုတစ်ပုဒ်ထဲမှာမှတ်မိသမျှကို ပြောပြလိုက်သည်ရှွန်လေအားနားထောင်ရင်ပြုံးနေ၏ရှွန်လေလက်တစ်ဖက်က သူ့လက်ပေါ်ကြလာကအုပ်လိုက်သည်သစ္စာဘန်ကကိုခင်မင်လေးစားရတဲ့ချစ်ခင်ရတဲ့မြေသူကိုမဆိုပေးကောင်းနေတယ်ဆရာတိလားသစ္စာပန်ဟာယူသားချင်း ်တစ္ဆာရှိခြင်းဆွဲလန်းခြင်းအခက်အခဲတွေကိုကြော်လွှားမဲ့အင်အားတွေရဲ့တင်ကြတာပေါ့နောက်ပြီးတော့လူတယောက်ကိုသတိရခြင်းကိုလည်းကိုစားပြုတယ်အယောင်ကိုလိုက်ပြီးဖွင့်တဲ့အိဗဲကြတော့အဝါပျော်ရွှင်မှုနဲ့ဂီယူနာတရားအဖြူကဖြူစင်ခြင်းနဲ့အပြစ်ကင်းခြင်းခရမ်းကကြက်တည်ရှိခြင်းလျှို့ဝဲဆန်းကျဲခြင်း အနေအားအချက်နဲ့မျက်နှာမှုတို့ကို ကိုစားပြုတဲ့တဲ့သူဟာရှွန်လက်မျက်နှာပေါ်ဝဲကြနေသော ဆန်ရွယ်စားတချို့ကိုတတ်တင်ပေးလိုက်ရင်တခြင်းတပုတ်ချက်ချင်းကောင်းကြီးသည်လပ်ပမှုတွေပေါင်းစုဖွဲ့စည်းကမောင်ပဝန်ကျင်မာနီဝပြရောင်စုံဖူးပွင့်ကြဝေစား ခင်စရာပေမဲ့လေသူတို့ကိုမမမောတာမြေတတာဆွဲလန်းခဲ့တယ်အပင်တဲတော့ပန်းသစ္စာမျက်နှုတ်ထိုးဆိုင်မောင်းသေး၌စမြန်းဘူးရလားတချင်းနဲ့ရမေပြိုချောလို့တော့ရှော်လဲရသစ္စာပန်းလေးကိုပြုံပြုံကြီးနန်းငါနန်းငါပြီးတော့မလို့နဲ့နင်းချေမပြစ်ပါဘူးနော်ဟုသူ့ပါကို까요 ရေကမောကပြောလိုက်သည်ထို့နောက်ဓာဖြင့်ဆရာဘယ်ဘာသာမှမကိုွယ်ဘူးလားဆရာမိဘမျိုးရောကရောဘာဘာသာဝင်နေလဲဟိုရှင်လေဟာခုံမောကိုကိုတပိုင်းလှဲ့ထားရဲ့မေးသည်သူဟာရှင်လေညာဘက်လက်ကို သူ့လက်နှစ်ဖက်ပြင်ဆုပ်ကားလိုက်ပြီး မျက်နာကို ပြုံကျင်နေလိုက်သည်ပြီးမှလဲချောင်းရှင်းလိုက်ပြီး ဆရာရဲ့အဖိုးကဂျူးဆိုပေမဲ့နောက်တော့ကတ်တလေဖြစ်သွားတယ်။အိုင်ယာလန်မှာကလေးကလားမြမပြီးရောက်มาဖြစ်သွားတာလားဘလို့ဖြစ်သွားကလေးတော့မသိဘူး။အဖွားကလည်းအဖိုးနဲ့ယူတော့ကတ်တလေထဲဝင်လိုက်တယ်။ဆရာဖေးကြတော့ကတ်တလေအဖြစ် နှစ်ချင်းခံခဲ့ပေမဲ့သူကကြေးလာတော့ဖះเจ้าလည်းတိတ်မသွားတော့ဘူး။ဘာသာရေးတိတ်စိတ်မဝင်စားဘူးဆိုပါတော့ ဆရာအမေကတော့ဗုဒ္ဓဘာသာကိုပဲတစ်လျှောက်လုံးကိုးကွယ်ခဲ့တယ်။ရှင်လည်းကငြိမ်ပြီးနားထောင်နေ၏။သူဟာအသက်တစ်ချက်ရှိုးဒရွေးတစ်ချက်မျိုးချလိုက်ပြီးဆက်သည်။ဆရာငငယ်ကတော့ဖခင်ကြောင့်ရောက်ဖူတာပဲ။ဘိုးအောင်ကျော်လန်းကစိတ်မေကြီးကအဖိုးတက်ခဲ့တဲ့ကြောင်းပေါ့။ဆရာလည်းငငယ်အဖိုးမဆုံးခင်တုန်းကရောက်ဖူတာတော့မှတ်မိတယ်။ဖုန်းကြီးကြောင့်မှကိုရင်တလာဝယ်ဖူတယ်။ ပရေကြီးဆက်တသောအကုန်ရအောင်ကြက်ဖူးတယ်။အဖေနဲ့အမေကတော့ဆရာကိုကြည့်တဲ့အခါဆရာကြိုက်တာကိုကိုွယ်ပါစေဆိုပြီးသဘောတူထားကြတာပဲ။ဆရာကတော့ခရစ်ယာန်အကြောင်းသူနဲ့ဆက်ဆက်ပြီးဂျူးဘာသာနဲ့အစ္စလာမ်အကြောင်းလည်းသိတယ်။ဗုဒ္ဓဘာသာအကြောင်းလည်းသိတယ်။သိရဆိုတာအတိုင်းတာတစ်ခုအထိပေါ့။ဆရာတက္ကသိုလ်ကျောင်းသားဘဝမှာပဲ။ ဘဲပါတာခေါင်းစဉ်အောက်ကိုမှမဝဲမှုဆုံးဖြတ်လိုက်တာဘာဖြစ်လို့လဲဇေယသူဟာတစ်ချက်ငြိမ့်နေလိုက်သည်ပြီးမှဖန်ချင်းချင်းကိုလက်ခံတဲ့ဘာသာတွေကို အရင်ပြောမယ်နော်သူတို့ကြတော့အားရန်အေဝနဲ့စားတဲ့ဇလန်းဒါကိုဇေယကလက်မခံနိုင်ဘူးအားရန်အေဝရဲ့အပြစ်ကိုကာသမီမျိုးဆက်ဆက်ခံရတယ်ဆိုတာကိုလက်မခံနိုင်ဘူး ဆရာတို့လူတွေတောင်လက်မမကောင်းလက်မပဲအပြစ်ပေးတာဖះဆိုသူကအနန္တမေတ္တာရှင်ကြီးကဘာလို့အကုန်တိမ်ကြုံအပြစ်ပေးလဲပေါ့နောက်ပြီးကျွလွန်နဲ့အပြစ်ကြပြန်တော့လဲသူမစားနိုင်လို့တားမြစ်ထားတဲ့အသီးကိုစားလို့တဲ့အဲ့ဒီလိုတွေဖြစ်ပြီးကမှသူကတားတော်ကိုလူစားတီကို ပြန်ခံယူစေပြီးလူတွေကို ပြန်ကယ်တင်နေတဲ့နောက်တစ်ခု အာရန်နဲ့ဧဝမွေးလာတာကျန်းစာအရာသားတွေကြီးပဲဆိုတော့သူတို့ကဘယ်သူနဲ့အိမ်အောင်ပြူကြသလဲဖုန်ကြီးတချို့ကြတော့လဲဒါကျန်းစာရဲ့မထင်မထားလို့တကယ်ကတခြားလူမိန်းမတွေရှိပေးသားတယ်ယောက်ျားဦးစားပေးစနစ်အရာထင်မရေးထားတာလို့ပြောပြန်ရောနောက်ပြီးသိပ္ပံပညာရှုဆောင်ကပြောရင်လူနှစ်ယောက်နဲ့ပဲစခဲ့တဲ့လူမျိုးနွယ်တစ်ခုဟာကျန်တဲ့အရာ DNA အရနှိစက်လွန်းလို့ဘလို့မှမဖွင့်ပြနိုင်ဘူးမျိုးတုံးသွားဖို့ပဲရှိရဲ့သွေးသားတော်သူချင်းအိမ်တော်ပြတဲ့သူတွေဟာရုပ်ပိုင်းစိတ်ပိုင်းမကြမ်းပါတဲ့ယောဂတွေရတတ်တယ်ဆိုတာလေခုခင်မှာအလုံးသိပြီးသားပဲမဟုတ်လားသိပ်ပံတွေ့ရှိချက်တွေအရလဲလူဆိုတဲ့ Homo sapiens ဆိုတာတခြားလူမျိုးစိတ်ဖြစ်တဲ့ Neanderthal တွေနဲ့တွေ့တော့တာတွေ့ရတယ်တဲ့အကယ်၍ အဲ့ဒီဖះဆိုတာကြီးရှိနေခဲ့ရလဲသူဟာတရားမမျှတာဘူးလို့ဆရာထင်တယ်။သူဖန်ဆင်းထားတဲ့လူချင်းတူတူ တချို့ဟာအဆင်လာတယ်။တချို့ဟာအကြီးတန်းတယ်။တချို့ဟာချမ်းသာတဲ့ဘဝမှာမွေးလာတယ်။တချို့ဟာဟိုးအနေကြဆုံးဘဝမှာမွေးလာတယ်။တချို့ဟာအသက်ရှင်ရှင်နေရတယ်။တချို့ဟာငငယ်ရွယ်ရွယ်သေးတယ်။ တချို့အများဆုံးမွေခင်စာမိခင်ပိုက်ထဲမှာကလေးကတေးရတယ်။ကောင်းမှုမကောင်းမှုဆိုတာဘာမှန်းအောင်သိခွင့်မရခင်မှာပဲတေးရတဲ့သူတွေလောကမှာဒုနဲ့ဒေးပဲ။ဒါပြင် လောကမှာကောင်းတဲ့သူတိုင်းကိုဖះကမကူညီမဆောက်မတာလူယုံမာတွေက ကြည်ပွားချမ်းသာဖုံးကြည့်လို့တက်ရှင်နေရတွေလဲရိုက်တယ်လို့မကုန်မှုမဟုတ်လားဆရာကမေးခွန်းနေမေးတယ် ဘာသာရေးဆရာတွေကဆရာစိတ်ကျင်းတယ်လောက်မဖြေနိုင်ဘူး။ဒါကြောင့်ဆရာမကိုးကွယ်နိုင်ဘူး။ဒါဖြင့်ဗုဒ္ဓဘာသာကြတော့ကောဆရာ။သူဟာတရွေမျိုးကလဲချောင်းထက်ရှင်းလိုက်သည်။ဗုဒ္ဓဘာသာကဖန်ဆင်းရှင်ဝါရမဟုတ်ဘူး။လောကကြီးကသူ့အကြောင်း အကျိုးနဲ့တွားနေတယ်။တရဝါတွေဟာ30တဖုံမှာအဖန်ဖန်လဲနေတယ်ပေါ့။ နောက်ပြီးဘာဖြစ်လို့လူတွေစုကြုံနှိမ်မြန်တွေကွာခြားသွားလဲဆိုတာကိုသူကအတိတ်ကံနဲ့ပြစ်စုံပန်းကံနှစ်ခုပေါင်းချောင်းလို့ပြောတယ်။တစ္ဆာလေးပါးကို မသိမြင်တဲ့အတွက်တရဝရေဟာမဆုံးနိုင်တဲ့တန်တရာရဟတ်လဲနေရတယ်။တစ္ဆာလေးပါးကိုထိုးထွင်းသိမြင်တဲ့အခါတန်တရာဆက်ပြတ်ပြီးနိဗ္ဗာန်အငိမ့်ဓာတ်ကိုဆ ਾਇ ရောက်တယ်လို့ဆိုတယ်။ သစ္စာလေးပါးထဲမှာပထမဆုံးဒုက္ခသစ္စာမှာတင်ဆရာနဲ့ပြဿနာစတက်တော့တာပဲဘဝဟာဒုက္ခဆရာကိုဆရာကဘလို့မှလက်မခံနိုင်ဘူးဖြစ်နေတယ်လောကကြီးမှာဒုက္ခတုတ်ခါခံစားနေရသူတွေအနိဋ္ဌာယအယုံတွေမရှိဘူးလို့ဆရာမဆိုလိုဘူးနော်ဒါပေမဲ့တစ်ဖက်မှာဒုက္ခလည်းရှိတယ်လို့မြင်တယ်ဆေးရဒုက္ခတွေရရှိအောင်များနဲ့ အလုံးကိုတိမ်ကြုံပြီးဒုက္ခလိုသမုဒ္ဒါမှာဆရာနဲ့ထိတ်တိုက်တွေ့တော့တာပဲဇာတိဒုက္ခဆိုတာတော့အမေပိုင်ထဲကအကြောင်းပြန်မမှတ်မိလို့ထားလိုက်တော့ဆရာအိုမင်းချင်းဟာဒုက္ခလားဘယ်သူမှမအိုချင်ဘူးသိကြတယ်ဒါပေမဲ့ဆရာတို့ဆရာကိုအန်တုလို့ရတယ်လေဆရာတို့တွေဟာသိပ္ပံပညာထွန်းကားလာတာနဲ့အမျှ ဘလို့စားတောင်းနေထိုင်ရင်နှုတ်ပြနေမလဲကျမရင်းနဲ့ပြည့်စုံမလဲအသက်ရှင်ရှင်နေနိုင်မလဲသိလာကြတာပဲမဟုတ်ဘူးလားဆရာဆိုတိတ်ချမ်းပါတယ်ခုထိနှာစီချောင်းစိုးတောင်ဖြစ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဆရာကကျမရင်းနဲ့ပြည့်စုံအောင်နေနေလို့ပေါ့နောက်ပိတ်ဆုံးအိုးသွားအောင်တော့ဆရာဟာအသက်နဲ့မလိုက်အောင်နှုတ်ပြဖြန့်လန်းနေမယ်ကျမနေလိမ့်မယ်တေးခြင်းတရားဟာလည်းဒုက္ခရဲလား ေချင်းဟာလူဘွားရဲ့ပြည့်ပြည့်စုံခြင်းလိုပဲဆရာကမြင်တာပဲတေချင်းဟာလှက်လာပါပါကလေးအချတစ်ခုပဲတေပြီးရင်ပြီးပြီရှေဘွားနောက်ဘွားဆိုတာတွေတက်သေးမပြနိုင်ဘူးတဘွားစာကာလာကို အလှပါဆုံးအကောင်းဆုံးချေမုံပြသသွားဖို့ပဲအရေးကြီးတယ်အဖန်ဖန်မွေးခြင်းတေချင်းတွေကိုလက်ခံနိုင်မှသာဘဝတန်တရာလဲရခြင်းဒုက္ခဆိုတဲ့ဟာအတိတ်ပဲရှိလိမ့်မယ် ဒါကိုလက်မခံနိုင်တဲ့ဆရာဘလို့လို့ကိုတိုက်ရိုက်သိမြင်ဖြတ်တန်းနေရဲ့ဘဝကြီးကိုဒုက္ခလို့မြင်နိုင်ပါမလဲဒါတွေစဉ်းစားမိပြီးဆရာအတွက်ဒုက္ခသစ္စာကိုလက်မခံနိုင်တဲ့အတွက်သမုဒ္ဒရာသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာတွေကိုဆက်မစဉ်းစားတော့ဘူးဘုရားဘာသာနဲ့ဆရာနဲ့တခန့်ရက်တယ်ရှင်လေသည်ငြိမ်ပြီးစဉ်းစားနေ၏ လက်ပိုက်ကကိုကိုတက်တက်မတ်မတ်ပြန်ထိုင်ပြီးစပွဲဘော်ကတစ္ဆာပတ်များကို စိုက်ကြည့်နေသည်ရှုံးလည်းလည်းတိတ်တော့မသိပါဘူးဒါပေမဲ့ဒုက္ခဆိုတာအဲ့ဒါထဲအများကြီးပိုကျဲဝင်းနေလို့တော့မိမိကပြောတာပဲဆရာပြောတဲ့အိုးရင်နာခြင်းတွေအပြင်ဒုက္ခဆိုရတဲ့မှာနေစဉ်ဒီကိုခန္ဓာကိုတစ်ချိန်လုံးကြိုးဆိုင်နေရတာ ဂရုဆိုင်နေတဲ့ကြာချိန်မရွေးတီကိုကြီးဟာဖောက်ပြန်တာရတာမလို့လိုတာမရတာချစ်တဲ့သူနဲ့ကြွေကွင်းရတာမချစ်မနစ်သက်တဲ့သူနဲ့ပေါင်းဖက်ရတာစတာတွေလည်းပါတယ်တဲ့ဘဝဆိုတာရနေရကိုကဒုက္ခက တွဲပါလာပြီးသားတဲ့သူဟာကောင်းရခရင်တပြင်းချသည်အဲ့ဒါကိုကစိုးမြင်နေတာပဲ။ ဆရာကတော့ဒီကိုခန္ဓာကြီးကိုကြွေမွေတုတ်တယ်။ပြုစုနေရတဲ့အပေါ်တာဝန်လိုပဲမြင်နေ။နောက်ပြီးမမြင်ရတဲ့နောင်ဘွားတွေ၊နတ်တွေ၊မြမတွေကိုလည်းမယုံနိုင်ဘူး။လူသားဆန်မှုအတွက်တတ်တတ်ကတော့ဘာသာရေးမပါဘဲနဲ့လည်းရတယ်လို့မြင်နေ။ဘာသာတရားတစ်ခုခုကိုကိုယ်ကမှ ကောင်းမှုမကောင်းမှုကိုခွဲခြားသိမယ်။ ကိုချင်းစာတရားထားတတ်မယ်ဆိုတာမဟုတ်ဘူး။ဆရာဒီနေ့ဒီဘသူ့အပေါ်ကိုမှမတရားသဖြင့်မလုပ်ဘူးဘူး။ဒါဆိုဆရာကဘာသာမဲ့ရုပ်ဝါးတွေတက်တက်ပေါ့။ဟူရှင်လေကလက်ပိုက်ထားလျက်ကပြုံရွေမေး၏။ဟင်အင်းဆရာမအခုကိုကိုရဘာသာတရားရှိသွားပြီ။ဟင်တကယ်ဘာဘာသာလဲ။ရှင်လေလေရှင်လေဟာဆရာရဲ့ဘာသာတရားပဲ။ ဆရာရဲ့ဖះဆရာရဲ့ကောင်းခင်ဘုံဆရာရဲ့နေပန်းရှုံးလေသည်မျက်လုံးဝိုင်းသားဖြင့်နားထောင်လျက်မှသဘောတရားဖြင့်ထားရည်သည်ပိုက်ထားသောလက်များကိုဖြုတ်ကားသူ့ပေါင်းကိုတဖြည်းဖြည်းရိုက်သည်အကောင်းမတ်လို့ဆရာဟာတတော်ပူပူကဲကဲဟုရှက်ပြုံးနှုတ်ဖြင့်ပြောလေသည် သူအားရှင်လေလက်နှစ်ဖက်ကိုဖမ်းယူကာမြင်မြင်စုပ်ကိုင်းထားလိုက်သည်အခုအတီးပြောမယ်နော်ဆရာကနမ်းမိုက်စိတ်ပိုင်းကိုလည်းအလေးထားပါတယ်မဟုတ်ရင်တိတ်ဆက်ယုံဆန်းသွားမှာပေါ့ဆရာအလှတရားကိုချစ်တတ်တယ်အမှုပညာကိုခံစားတတ်တယ်ရတာနဲ့ထုံမွမ်းတဲ့ဘဝမှာနေတယ်လူတွေကိုလောကကိုအကောင်းမြင်စေနေတယ် ဘာသာရေးတစ်ခုခုကိုကိုးကွယ်နေတဲ့လူတွေကိုလည်းအထင်မသေးဘူး။မကက်ရဲမမရှုတ်ချဘူး။သူတို့ရဲ့ယုံကြည်မှုကိုလေးစားတယ်။အဲကိုရန်ကတော့ဘာသာရေးနဲ့ကင်းကင်းနေတယ်။ကိုလည်းသူနဲ့မပတ်သက်ဘူး။သူလည်းကိုနဲ့လာမပတ်သက်နဲ့နေနေငါသွားပဲ။ရှင်လဲဟာသူ့လက်ထဲမှာလက်များကိုပြန်ဖြုတ်ကသူ့လက်နှစ်ဖက်ကို အပေါ်မှာထပ်အုပ်ကိုင်းသည် ဟုတ်ပါပြီရဲ့ဆရာသမားရဲ့မပတ်သက်ခြင်းလဲစိတ်ကြိုက်တာကင်းကင်းနေတော်မူပါရှင်ကဲဘာသာရှိရှိဘာသာမဲ့မဲ့လူမဲ့ရင်အချိန်တိုင်းရင်ထမင်းစားလာမယ်ထမင်းစားရင်မဲဖေးရမှာ ထမင်းလာမကြွေးပဲကို့ဟာကိုထစားမှာရတာတော့အသေးချာပဲဆရာရဲ့ဖះမလေးဆိုတဲ့ဟောဒီဟာရှယ်ရီမဟာဒေဝီရှင်လေတော့ခု ကိုအားကိုကိုလက်လုံးမပါဇက်လို့ရမှာဆိုတော့ကဲလာထစရအောင်ဆရာဘာချက်ထားလဲထိုစကားနဲ့သူရှော့လေသည်သူ့ဘာကိုလိန်ဆွဲလိုက်ကမိဖို့ကြောင့်လဲဝင်သွားလေသည်ဟုတ်ကဲ့ပါရှင် အခန်းဆက်ရှင်လေးကတော့ဒီမှာပဲပြပါပြီလာမယ့်အပိုင်း၁၉အခန်း၁၉မှာပြန်ဆုံးပါမယ်ရှင် 哪些被盖头就掉全是油，接着你还得骂来生？